မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်သပါတယ်ဒီတစ်ခါမှာတော့အိန္ဒိယနိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့နယူးဒေလီမြို့မှာတည်ရှိနေတဲ့အိန္ဒိယဂိတ်ကို သွားရောက်လေ့လာကြမှာဖြစ်ပါတယ်အိန္ဒိယဂိတ်ဆိုတာဟာနယူးဒေလီမြို့ရဲ့ဘောချက်မှတွင်တည်ရှိနေတဲ့သမိုင်းဝင်အဆောက်အဦတစ်ခုဖြစ်ပါတယ်ဒီအဆောက်အဦဟာဆိုလို့ရှိရင်နိုင်ငံရဲ့အထင်အမှတ်တစ်ခုဖြစ်ထင်ရှားတဲ့အိန္ဒိယဂိတ်ဖြစ်ပါတယ် ဒီကိတ်ကိုတည်ဆောက်ခြင်းအကြောင်းရင်းကတော့ပထမကဘာစစ်ထက်ကိုရ34ခု1918ခုအဲ့ဒီနှစ်တွေမှာအာဖဂန်စစ်ပွဲမှာဗြိတိရှအိန္ဒိယတပ်မတော်တွေကကြားဆုံးသွားတဲ့စစ်သည်ပေါင်း8300ကျော်တို့ကိုဂုံပြူးပြီးတော့တိစောက်ထားခဲ့တဲ့အိန္ဒိယဂိတ်တစ်ခုဖြစ်ပါတယ်ဒီအိန္ဒိယဂိတ်ရဲ့အမွေအနှံမှာကတော့ All India War Memorial လို့ခေါ်ပါတယ်အခုမ ဒီနေရာကိုအိန္ဒိယဂိတ်လို့အမည်ပြောင်းလိုက်တာဖြစ်ပါတယ်။ဒီအိန္ဒိယဂိတ်ကိုတည်ဆောက်ခဲ့တဲ့ဘိတုကပညာရှင်ကတော့စာအိန္ဒဝန်လူတည့်ရဆိုတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။တည်ထတဲ့အရှင်ကတော့ထုတ်ကိုရ20ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးတော့ထုတ်ကိုရ30ခုနှစ်မှာ BC အောင်မြင်ခဲ့ပါတယ်။ဒီအိန္ဒိယဂိတ်ပုံစံဟာပါရီမြို့မှာရှိတဲ့အာဒထရီဖွန်ပုံစံကိုအခြေခံထားပြီးတော့60နှစ်မီတာ 138ပဲအမည်ရှိတဲ့ခန္ဓာပုံစံမောဦးကြီးတစ်ခုဖြစ်ပါတယ်အဆောက်အုံရဲ့မျက်နှာပြင်မှာကြာဆုံးသွားတဲ့စစ်တီတော်ရဲ့အမည်များကိုရေးထွင်းထူးဆစ်ထားပါတယ်မောဦးရဲ့အောက်ခြေမှာတော့အမေရန်လင်းလက်နေတဲ့အမာဂျာယန်ဂျိုဒီဆိုတဲ့မိန်းတိုင်တစ်ခုရှိပါတယ်ဒီမိန်းတိုင်ဟာဆိုလို့ရှိရင်နှစ်စဉ်ရက်ဆက်နေညမပြတ်လင်းလက်နေက ကြာဆုံးသွားကြတဲ့စစ်တီတော်တွေကိုအကုန်ပြုနေခြင်းဖြစ်ပါတယ် ဒီအိန္ဒိယကတည်ရှိနေတဲ့နေရာကတော့ရာဇပလမ်မာကြီးရဲ့အဆုံးမှာတည်ရှိပြီးတော့နယူးဒီလီရဲ့အရေးပါတဲ့အဆောက်အုံများဖြစ်ကြတဲ့သမရအိန္ဒိယရာရှာတရပတိဘဝန်နဲ့အစိုးရရဲ့အဆောက်အုံများရှိတဲ့နေရာကိုမျက်နှာမူလျက်ရှိပါတယ်။အိန္ဒိယကကိုကျေပြန့်လှပါတဲ့စိန်လန်းဆိုပြတဲ့ဥယင်ပန်းချံပုံစံတိဆောက်ထားပြီးတော့ညဘက်မြောက်မှာပို့ပြီးတော့ဒေသခံများလာရောက်လေ့ရှိပါတယ်။မြန်မာနိုင်ငံကသွားတဲ့လူတွေကတော့မနက်ပိုင်းရောက်တာများပါတယ်။ ဒီအိန္ဒိယကဟာနိုင်ငံကောင်ဆောင်အထင်မှတ်နိုင်ငံတော်ရဲ့နိုင်ငံကောင်ဆောင်အထင်မှတ်ဖြစ်အိန္ဒိယနိုင်ငံရဲ့နိုင်ငံတော်အစဉ်အောင်ပွဲနေ့နဲ့နိုင်ငံတော်ရဲ့အခမ်းအနားနိုင်ငံတော်ရဲ့အရေးပါတဲ့အရေးကြီးတဲ့အခမ်းအနားတွေမှာ အခမ်းအနားတွေကိုဒီနေရာမှာကျင်းပလေရှိပါတယ်။နယူးဒေလီကို ရောက်ပြီဆိုလို့ရှိရင်တော့ဒီနေရာကိုမဖြစ်မနေလာရမယ်။ နေရာတစ်ခုဖြစ်ပါတယ်ဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်နိုင်ငံရှိစိတ်နဲ့တမိုင်းဆိုင်ရာအရေးပါမှုကိုခံစားရမယ့်နေရာတစ်ခုလည်းဖြစ်ပါတယ်အိန္ဒိယကဟာနိုင်ငံရဲ့တမိုင်းဝင် စာမျက်နှာမှာရေးစွာကြားဆုံးသွားရတဲ့စစ်သည်များအားဂုဏ်ပြုတဲ့အထိမ်းအမှတ်အဆောက်အဦဖြစ်ပြီးနယူးဒေလီမြို့တော်ရဲ့ဂွန်ယူဝမ်ကျွမ်းစရာသင်္ကေတတစ်ခုဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ဘူဒ္ဓရတေတောပွားနိုင်ကြပါစေ